မင်္ဂလာပါရှင်။ဘာမခိတိတရင်ဌာနဤထိတ်တန်းတရင်များကိုတင်ဆက်ပေးပါတော့မယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ဘိုးချုပ်ထွန်းမြတ်နိုင်ဤတီနေရနှင့်အေအေယုံဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ရန်နေပြီးတော့စေယုံကညွှန်ကြားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ပလောဝမြို့နယ်အတွင်းတည်ရှိနေနိုင်သည့်ဘိုးချုပ်ထွန်းမြတ်နိုင်ဤတီနေရနှင့်အေအေယုံဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ရန်နေပြီးတော့စေယုံကညွှန်ကြားထားကြောင်းနေပြီးတော့စစ်ဖက်တရင်ရေမြက်ကတရင်ဌာနကိုပြောကြားပါတယ်။ AACOC ချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကရခိုင်ဒေသသို့ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုပြီးနောက်အော်တိုဘာလနှောင်းပိုင်းအတွင်ပြုလုပ်သောနေပြည်တော်စီယုံဤရခိုင်ဒေသဆိုင်ရာစစ်ဖက်အထူးအစည်းအဝေးတွင်ထိုးထိုးညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရပါသည်။ယခုနှစ်ဩဂုတ်လ30ရက်နေ့ AACOC ချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကမောင်တော်မှရိုဟင်ဂျာများနှင့်တွေ့ဆုံခဲ့ပြီးရခိုင်ပြည်တွင်၎င်းရောက်ရှိနေမှုကိုတပ်ပုံများနှင့်တကွထုတ်ပြန်ခဲ့ရာစစ်တပ်က၎င်းဤတီနီယာနှင့် အေးအေးယုံထာနာကျုပ်နေရာကိုစိတ်ဝင်စားနေကြောင်းသိရပါတယ်။ထို့ပြင်ရခိုင်ဒေသရှိလက်လွတ်ဆုံးရှုံးထားသောနေမည်များကိုပြန်လည်သိမ်းပိုက်ရေးအတွက်စီမံချက်များကိုစစ်တပ်ကရေးဆွဲနေပြီးကြီးရည်လေးပူပေါင်းထိုးစစ်ကြီးများကိုလည်းဆောင်ရွက်ရရှိနေကြောင်းသိရပါတယ်။ရှင်ပြင်ရခိုင်ဒေသတွင်စစ်တပ်၏ပြည်သူ့စစ်မဟာဗျူဟာကိုအချိန်အဟုန်ဖြင့်ပြန်လည်အကောင့်ထည့်ဖို့နိုင်ရင်းနဲ့နေနေစုံမှုမှုပြန်လည်ရရှိနိုင်ရေးအတွက်စစ်တပ်ထောက်ခံသောရခိုင်နိုင်ငံရေးတမများစစ်တပ်နှင့်အဆင်ပြေနေသောရခိုင်လက်နက်ကိုင်များ စစ်တပ်လိုလာသောရခိုင်စီးပွားရေးသမားများထံမှအကြံဉာဏ်များရယူရက်နှင့်ပူးပေါင်းဆောင်ရွက်ရန်ကိုလည်းစီမံချက်ချမှတ်၍ဆောင်ရွက်နေကြောင်းသိရပါသည်။ဆလပီမင်းအောင်လိုင်ပြုတ်ကြဖို့ညီညွတ်စွာနဲ့လက်နက်ကင်တိုက်ဖြိုချမှရမယ်လို့ TNL ကောင်းဆောင်ပြောရတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လိုင်ဘယ်ချိန်ပြုတ်ကြမလဲဆိုတာခံမှန်းရခက်ပေမဲ့စစ်အာဏာရှင်ပြုတ်ကြအောင်ညီညွတ်စွာတိုက်မှရမယ်လို့တောင်းတက်မလို့ TNL ကောင်းဆောင်တအုပ်ဖြစ်တဲ့အထွေထွေအတွင်းရေးမှုချုပ်ဘိုးချုပ်တာဝန်ကျော်ကပြောပါတယ်။ နိုဝင်ဘာ3ရက်ကထုတ်ပြန်တဲ့ DNL သတင်းပြန်ကြားရေးဌာနရဲ့အော်တိုဘာလာထုတ်စာဆောင်မှာဘိုးချုပ်တာဖုံကျော်ကပြောကြားတဲ့မင်ကွန်းကိုဖော်ပြခဲ့တာပါ။ Chinese Law Academy ကျောင်းစင်ပွဲတက်ရောက်ခဲ့တဲ့ဘိုးချုပ်တာဖုံကျော်ရဲ့မင်ကွန်းကိုမြန်မာဘာသာနဲ့ဖော်ပြခဲ့တာပါ။ကျောင်းစင်ပွဲလုပ်ခဲ့တဲ့အချိန်ကာလကိုတော့ဖော်ပြမထားပါဘူး။ DNL နဲ့စစ်ကောင်စီတို့တရုတ်အစိုးရရဲ့ဈာဝယ်မှုနဲ့အော်တိုဘာလာကုန်ပိုင်းမှာအပြစ်ရဲဆဲခဲ့ပေမယ့် DNL ကောင်းဆောင်ဘိုးချုပ်တာဖုံကျော်ကနေရာလိုက်တဲ့စစ်အာဏာရှင်တွေပြုတ်ကြရေး လက်နက်ကင်တိုက်ပြီးဖြိုချမှတာရမယ်လို့ပြောကြားချက်ကိုအခုလို့ဖော်ပြခဲ့တာပါမင်းအောင်လိုင်းစစ်အာဏာရှင်တို့ဘယ်ချိန်ပြုတ်ကြမလဲကျွန်တော်တို့ခံမှန်းရခက်တယ်အလုံးကကျွန်တော်တို့ဒီရေဦးတော်လန်ရေးကအဲ့လောက်ညှို့ညို့ပြီးမှတိုင်းသားလက်နက်ကင်တွေအကုန်လုံးဘလောက်ထိညှို့ညို့ပြီးမင်းအောင်လိုင်းကိုဘလို့တိုက်မလဲဆိုတော့နေနေခံမှန်းရခက်တယ်ဒီနှစ်အတွင်း2025အတွင်းမဖြစ်နိုင်ဘူးလို့လည်းမပြောနိုင်ဘူးဖြစ်နိုင်တယ်လို့လည်းအမှခံလို့မရဘူးလို့ဗိုလ်ချုပ်တာပုံးကျော်ကပြောကြားပါတယ်2029စစ်စီရေးမှာ မျိုးတွေတင်ပိုက်နိုင်ခဲ့တာကိုလည်းဗိုလ်ချုပ်တာပေါင်းကျော်ကရှင်းပြပါတယ်။အရင်ကဆိုရင်စစ်တပ်ကိုတိုက်ခိုက်တာဟာအာနာရှင်တိုင်းကိုခေါင်းနဲ့တိုက်တာဖြစ်လို့တိုက်တဲ့သူခေါင်းသာကွဲမယ်ဆိုတဲ့ပြောဆိုမှုတွေရှိခဲ့ကြောင်း။ဒါပေမဲ့စစ်ကောင်စီဟာတကယ်တိုက်ရင်ရတဲ့အခြေအနေရှိခဲ့ကြောင်းဗိုလ်ချုပ်တာပေါင်းကျော်ရဲ့မိန့်ခွန်းမှာပါရှိပါတယ်။မင်းအောင်လှိုင်ပြုတ်ကြဖို့မြန်မာနိုင်ငံကိုတိဆောက်ဖို့ရိုးရိုးဆန္ဒပြယုံနဲ့တော့လန့်သွားမယ်မထင်နဲ့။ပြီးတော့တွစ်ဆုံဆွေးနွေးငင်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ဤလာကန်တွေလုပ်ခဲ့တယ်။ ခုတော့အားလုံးရှင်းကုန်ပြီဒီကောင်ကိုလက်နက်ကင်တိုက်ပြီးဖြိုချယုံပဲရှိတော့တယ်လို့ဘိုးချုပ်တာပုံးကျော်ကပြောပါတယ်ဆေးအနာရှင်ဖြုတ်ချရေးအတွက်အချိန်ဘလောက်ကြာမယ်ဆိုတာပြောလို့မရပါပဲဖြစ်နိုင်အောင်စူးစမ်းကြရမယ်လို့လည်းပြောပါတယ်မဖြစ်နိုင်ဘူးလားမေးရင်တော့ကျွန်တော်တို့ဖြစ်နိုင်အောင်စူးစမ်းမယ်ကျွန်တော်တို့အားထည့်မယ်တဖွဲ့တည်းဖြစ်အောင်လုပ်လို့မရဘူးလို့ဘိုးချုပ်တာပုံးကျော်ကပြောကြားခဲ့ပါတယ် DNL နဲ့တိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ကဲတို့မျိုးဥတော်လိုင်းရေးကပေါ်ပေါက်လာတဲ့ PDF တွေနဲ့ချိတ်ဆက်အလုပ်လုပ်ခဲ့တယ်လို့အသိပေးပါရယ်။ ကြပြင်အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့လည်းချိတ်ဆက်ပြီးအလုပ်လုပ်တယ်လို့ပြောပါရယ်။ကြပြင်တချိန်မှာတနိုင်ငံလုံးကမင်းအောင်လိုင်ကိုတိုက်ဖြတ်ပြီးတော့ Federal ပုံစံနိုင်ငံတစ်ခုခုလုတ်တဲ့အချိန်ရောက်ပြီဆိုရင်အစင်သက်ပေါင်းဆက်နိုင်ဖို့တအောင်းအင်အားစုတွေဘက်ကပြင်ဆင်မှုပြုလုပ်နေတဲ့အကြောင်းတွေကိုလည်းပြောပါရယ်။ TNL နဲ့စစ်ကောင်စီတို့ဟာ2025အောက်တိုဘာ29-28ရက်မှာတရုတ်အစိုးရရဲ့ချားဝင်စီးဆက်မှုနဲ့တရုတ်နိုင်ငံကုမင်းမှာတွေ့ဆုံပြီးအပြစ်ရစေခဲ့ပါရယ်။ အဖြစ်ရဲ့သဘောတူညီချက်မှာ TNL ကသိမ်းပိုက်ထားတဲ့မိုးကုတ်မိုးမိတ်ကတက်တွေပြန်လည်စုခွာပေးရမယ်လို့သဘောတူညီခဲ့ရတဲ့လို့စစ်ကောင်စီက TNL ထိန်းချုပ်ဒေသတွေကိုလေးချောင်းတိုက်ခိုက်တာမြေပြင်ထိုးစစ်စင်တာတွေမလုပ်ဘူးဆိုလို့သဘောတူညီခဲ့တာပါဒီလိုစစ်ကောင်စီနဲ့အပြစ်ရဲဆဲရတာဟာလူလူရဲ့ဘေးကင်းလုံခြုံမှုနဲ့ထိခိုက်နေတာမှုလျှော်နေစေဖို့ခက်ခဲစွာဆုံးဖြတ်ခဲ့ရတာဖြစ်ကြောင်း TNL ကအသိပေးထားပြီးအပြစ်ရဲ့ကာလအတွင်းတည်ငြိမ်ရေးနဲ့လွတ်လပ်စွာခရီးသွားလာရေးဦးစားပေးဆောင်ရွက်မှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်ဒါကြောင့်ခီးသွွားပြည်သူတွေအနေနဲ့ ်ဆစ်ရှောင်းတွင်မိမိနေရက်မြို့ရွာကိုလွတ်လပ်စွာခရီးသွားလာနိုင်ပြီလို့အတည်ပြုထားပါတယ်။ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကဖေချလိုက်တဲ့ရွှေကောက်ပွဲဝက်တောက်ကားကြီးဥပမာလေးတစ်ခုအရင်ဆုံးပြောပြမယ်။ကားတက်တန်းတိုးကျင်တဲ့အခါကာညာနာကိုသွားရတယ်။ကားပိုင်ရှင်တိုင်းမှပတ်သက်ခြင်းနဲ့ရှုံးမဟုတ်လား။ခုန်ညစ်ဒီရဲ့ငွေညစ်မာတွေတိနေတော့ကားပိုင်ရှင်အများစုကကာညာနာနဲ့မပတ်သက်ချင်ကြဘူး။ဒါပေမဲ့ကာညာနာကဖွင့်ပြပေးလိုက်မှတရားဝင်ဖြစ်တာမဟုတ်လား။ ကညာနာယုံဟာမယုံမသားနဲ့ငွေရှာနေကြတယ်ဆိုတာသိကြပေမယ့်ဒီယုံကနေအတိအမှတ်ပြုပြီးတရားဝင်စာရက်စာတမ်းတွေရမှသွားလို့ရကိုအသက်ရှူချောင်ချောင်သွားနိုင်မယ်ဆိုတာအားလုံးသိကြတယ်။ကညာနာကတရားဝင်စာရွက်စာတမ်းတွေမရှိရင်တော့ဘလောက်ကောင်းတဲ့ကာကြီးစီးနေပါစေတရားဝင်မဟုတ်ဘူးဆိုတဲ့ခြောက်ခြားစိတ်ကကြီးစိုးနေမှာမဟုတ်လား။လူရင်းကိုသွားရအောင်။ကုလသမဂ္ဂအထွေထွေတွင်ရင်းမှုချုပ်အန်တိုနီရိုဂူတာရက်စ်ကတရားဝင်အတီးပေးလိုက်တယ်။မြမအနာသိန်းစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုအတိအမှတ်မပြုပါဘူးတဲ့။အားလုံးနားလည်အောင်ပြောရရင် တောင်းဆိုထားတာတွေအရင်လုံးရွေးကောက်ပွဲကိုမေ့ထားလိုက်ဆိုတဲ့အတိုင်းပါဆိုတော့ကာညာနာကတရားဝင်စာရွက်စာတမ်းမရတဲ့အတွက်ဒီရွေးကောက်ပွဲကိုမဖြစ်မနေဘလို့ပဲလှုပ်လှုပ်ကမ္ဘာနိုင်ငံအသီးသီးကအတိအမှတ်မပြုတ်ဘူးဆိုတာဇိုလိုတာပါကာညာနာစာရွက်စာတမ်းနဲ့ပြောရရင်ဒီရွေးကောက်ပွဲဟာဝိတောက်ကလိုပါပဲခိုးကြောင်ခိုးဝက်မောင်းလို့တော့ရချင်ရမယ်တရားဝင်တော့မဟုတ်ဘူးဆလပီကုလသမဂ္ဂအထွေထွေအတွင်းရေးမှုချုပ်ကမြန်မာနိုင်ငံကပြည်ထနာတွေကိုအာဏာသိမ်းစစ်တပ်အနေနဲ့အာဆီယံရဲ့စကားကိုနားထောင်ပါလို့အတည်ပြုလိုက်ပါတယ်။ ဒီတော့အာဆီယံညီလာခံကမြန်မာနဲ့ပတ်သက်ပြီးဘာပြောလဲဆိုတာကြည့်ကြရအောင်အာဆီယံညီလာခံကနေသဘောတူညီထားတဲ့ဒေါ်အောင်ဆန်းစုကြည်ကိုလှုပ်ပေးဖို့အပအဝင်အချက်၅ချက်ကိုမဖြစ်မနေလှုံ့ဆော်ဖို့တာတိုက်တွန်းပြီးမြန်မာစစ်ဗိုလ်ချုပ်တွေကိုအာဆီယံအစည်းအဝေးတက်ခွင့်ပိတ်ထားမယ်လို့ဆိုပါတယ်ရွေးကောက်ပွဲလေးလာဖို့ဖိတ်ကြားထားတာကိုသိပေမဲ့သက်ဆိုင်သူတွေမပါတဲ့ရွေးကောက်ပွဲအတွက်လေးလာသူမလှုပ်ဘူးလို့ဆိုပါတယ်ပူပူနွေ့နွေ့အာဆီယံအဖွဲ့ဝင်ဖြစ်လာတဲ့အရှေ့တီမောနိုင်ငံရဲ့ကောင်းဆောင် Ramos Horta ကတော့အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့အချိန်မှာ သူတိတ်ကိုလှုပ်ချင်နေတဲ့မြမငိမ့်ချမ်းရေးအတွက်ကြိုးစားသွားမယ်လို့ကတိပေးလိုက်ပါတယ်။ Ramos အနေနဲ့အာဆီယံအဖွဲ့ရဲ့အပြင်ဘက်ကနေကိုရီးကိုရာသဘောမျိုးနဲ့မြမအရေးအတွက်ကြိုးပမ်းသွားမယ်လို့ဆိုပါတယ်။ဒါကြောင့်လည်းမြမစစ်အာဏာရှင်တွေက အရှိတီမော်အတွက်အာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်ကိုကန့်ကွက်မယ်လို့ဆိုခဲ့ကြတာပါ။ခုတော့သူ့နိုင်ငံအာဆီယံဝင်ခွင့်မရအောင်ပိတ်ပင်ထားတဲ့ရေမွေအာနာသိန်းစစ်တပ်ကိုဟားတိုက်ရင်နေလောက်ပါပြီ။ဆိုတော့ကာညာနာမှာရင်းတက်တန်းတိုးတက်လို့ပါပဲ။ အရေးမပါတဲ့ရုံးကိုတစ်နှစ်တစ်ခေါက်သာဆက်ဆံနေရပြီမေဒီရုံးကတရားဝင်စာရွက်စာတမ်းရမှတရားဝင်မှာဆိုတော့ကာညာနာကနေတရားဝင်စာရွက်စာတမ်းမရတဲ့အာနာသိန်းစစ်တပ်ရဲ့ရွှေကောက်ပွဲဟာဝက်တောက်ကားကြီးလို့ဆိုတာကွင်ကွင်ကောက်ကွက်မြင်နိုင်ကြပါလိမ့်မယ်မြမအရေးမှနိုင်ငံတကာတန်တမန်နီလန့်အရာကုလသမဂ္ဂနဲ့အာဆီယံဟာထိတ်ကိုအရေးကြီးပါတယ်တရုတ်ထက်ကိုအရေးကြီးတယ်လို့ဆိုလိုချင်ပါတယ်တရုတ်ကတော့ဝက်တောက်ကားကိုသူ့နေမြေထဲမှာစိုက်တယ်လို့မောင်းဆိုတဲ့သဘောမျိုးပါ တရားဝင်စာရွက်စာတမ်းကိစ္စနဲ့ပတ်သက်လာရင်တရုတ်ကခေါင်းဆောင်သွားမှာပါကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကအာဆီယံရဲ့စကားကိုနားထောင်ပါရွေးကောက်ပွဲကိုမေးလိုက်ပါဆိုပြီးအာဆီယံနဲ့တန်တမန်နီလန်ကိုလွှဲပေးထားပါတယ်ဒီတော့ဂျာကမြမတော်လန်ရေးနဲ့ပတ်သက်ပြီးအာနာသိန်းစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုကုလသမဂ္ဂနဲ့အာဆီယံကအတိအမှတ်မပြုဘူးဆိုတာကဘာကြီးကသိသွားတယ်ဆိုတဲ့အကြောင်းတင်ပြတာပါကျန်တဲ့ဆက်လက်တော်လန်ဖို့ကိစ္စကတော့ကိုယ်တိုင်လုပ်ကြရမှာပါ ဆက်လက်ပြီးနရိကံဗျူဟာကုံတို့စစ်ကူလာသောစစ်ကောင်စီတပ်သားများဖျက်တိုက်ခံရာ26ဦးအရှင်ဖမ်းမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်နှင့်မကွေးအဆက်အမ်ဘရန်လန်တွင်ရှိသောနရိကံဗျူဟာကုံကိုစစ်ကူလာသောစစ်ကောင်စီတပ်သားများကိုဖျက်တိုက်ခံရမှုကြောင့်26ဦးအရှင်ဖမ်းမိရရှိကြောင်း CDF အချို့ကယနေ့သတင်းထုတ်ပြန်ထားပါတယ်။စစ်ကောင်စီရဲ့အကြီးဆုံးဗျူဟာကုံတပ်စခန်းတစ်ခုဖြစ်သောနရိကံဗျူဟာကုံတို့စစ်ကူဖို့စစ်တပ်စစ်ကြောင်းများကိုနှစ်လကြာပိတ်ဆို့တိုက်ခိုက်ခိုင်းခဲ့ကြောင်း ချင်းကောက်ခွေရတဲ့အရှို CDF အရှို၏ထုတ်ပြန်ချက်ကဆိုပါရယ်အဆိုပါတိုက်ပွဲများတွင်စစ်ကောင်စီတပ်သားအများပြားတိုက်ဆုံပြီး26ဦးအရှင်ဖမ်းမိကာလက်နက်ခရမ်းနဲ့စစ်သုံးဆောင်ပစ္စည်းများလည်းသိမ်းဆည်းရရှိခဲ့ကြောင်းထုတ်ပြန်ချက်တွင်ရေးသားထားပါရယ်နိုင်ငံပြူဟာစကန်းကုံမကြစည်ရအတွက်လေချောင်းဖြစ်ကူလက်နက်ကြီးဖြစ်ကူများအဆက်မပြတ်ပြီးနေတော့လေတော်လန်ရေးမဟာမိတ်တပ်များကအဆက်မပြတ်ထိုးစစ်ဆင်နေတဲ့ဖြစ်ကြောင်းသိရပါတယ်အဆိုပါတိုက်ပွဲများတွင်စက်တင်ဘာလမှအောက်တိုဘာလကုန်အထိ နှစ်လတာအတွင်း CDF အရှုံမှတောက်ဖွဲ့ဝင်နှစ်ဦးတိစုံခဲ့ရကြောင်းနဲ့အခြားထိခိုက်ဒဏ်ရာရရှိသူခုနှစ်ဦးရှိကြောင်းသိရပါတယ်။နရီကံပြူဟာကုန်းတွင်2024ခုနှစ်ကစ၍တမခ69နဲ့စကခ19တက်များအင်အားဖြည့်တက်ဆွဲထားပြီးစစ်ကောင်စီတပ်သားအင်အား600နီးပါးအထိကျန်ရှိနေသေးကြောင်းသတင်းရင်းမြစ်များထံမှသိရပါတယ်။နရီကံပြူဟာကုန်းမှစစ်ကောင်စီတပ်သားများအနေဖြင့်လက်နက်ချအလင်းဝင်ရောက်လို့သူများအချိန်မရွေးလာရောက်နိုင်သည်ဟုအရက်ကတက်တော့ AA နှင့် PDF များကတိုက်တွန်းပြောဆိုထားကြပါတယ်။ Thank you.